့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဘောနော်နိုးတွေကိုပိုင်နဲ့မြေခွဲကိုပေါ့နော်တခြားတဦးတယောက်ကနေပြီးတော့မှလာရောက်ကန်းခွက်ထားတယ်ဆိုရင်အဲကန်းခွက်ကိုဘယ်လိုဖြည့်မလဲဆိုတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ပေါ့နော်ကိုအနေနဲ့ကိုကန်းခွက်ထားတဲ့လူကဘယ်သူလဲဆိုတာသိဖို့လိုတယ်ပေါ့အဲ့တော့နံပါတ်1အနေနဲ့ကိုကဒီပင်ရုံးမှာအကွက်စစ်လိုက်လို့ပေါ့နော်ကန်းခွက်ဝင်နေရေဆိုတာသိရတယ် ဘသူကန်းကွက်တာလဲဘယ်နည်းကကန်းကွက်တာလဲဆိုတဲ့အကြောင်းကိုကိုယ်အနေနဲ့တော့မှတ်ထားဖို့လိုပါတယ်။ကိုယ်အရကိုတီးပြီးဆိုတာနဲ့ပေါ့နော်ကျွန်တော်အပေါ်စာလို့ခေါ်တယ်ပေါ့ဗျာအပေါ်စာရိုက်ပြီးတော့မှနော်ဒါဘယ်နည်းပဲရဲမှာဥပဒေကနေပြီးတော့ပေါ့နော်ကျွန်တော်ပိုင်စင်နဲ့မြေပွဲကိုကန်းကွက်ထားပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တော့ထားပါတော့နော်အဲကိုမြေပွဲကဥမာရောင်းဝယ်လုပ်ဖို့ရှိရဆိုရင်လည်းဒါရောင်းဝယ်အတင်ဖို့အတွက်ပေါ့နော်လုတ်တဲ့နေမှာကျွန်တော်တီးရတယ်ပေါ့ဗျာဒါမှမဟုတ်ဥပိုင်ခွဲမီပြောင်းလို့ဒါမှမဟုတ်တတန်းတို့လို့ပေါ့နော်အကြောင်းအရအမျိုးမျိုးထည့်လို့ရတယ် အဲ့လိုရဆိုကိုယ့်ရဲ့လိုအပ်ချက်ပေါ့ဗျာကိုယ့်ရဲ့လိုအပ်ချက်ကဘာလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှာပေါ့နော်အဲ့လိုလေးနဲ့တော့ကိုကအပေါ်စားလေးရိုက်ပြီးတော့မှာဒါကျွန်တော်သက်ဆိုင်ရာဝင်စားနေတင်လိုက်တယ်ပေါ့နော်အဲ့လိုတင်လိုက်လို့ရှိရင်ဒီစာမျိုးနယ်ကိုရောက်တော်မယ်ပေါ့နော်မျိုးနယ်ရောက်တဲ့အချိန်သက်ဆိုင်ရာမြေတန်းကနေပြီးတော့မှာနော်ဒါသူစီရောက်တာနဲ့တော့ကွင်းစင်းမယ်ပြီးလို့ရှိရင်ဒီပဝင်းမြများမြေပုံလို့ခေါ်တယ်ပေါ့နော်အဲ့ဒီပဝင်းမြများမြေပုံကြီးဆွဲမယ်အဲ့ဒီပြီးပြီဆိုရင်ဒါဒီသက်ဆိုင်ရာပေါ့နော်မြေတန်းကလက်မှတ်ထိုးမယ်ပြီးလို့ရှိရင်တာဝန်ခံရင်းပေါ့ကိုတင်ပေးမယ် တင်းမေးလိုက်တာနဲ့တော့ကိုယ်အနေနဲ့ပေါ့နော်ဒီကန့်ွက်ထားတဲ့လူကိုခေါ်ဖို့လိုသွားရင်เนาะအဲ့လိုလိုတဲ့အချိန်မှာဒါကျောင်းဝန်ကြီးကနေပြီးတော့မှလက်မဲ့ထိုးလေးထိုးပေးမယ်ပေါ့နော်ဒီကန့်ွက်ထားတဲ့လူကိုခေါ်ဖို့အတွက်ဆိုပြီးတော့မှဘာလို့ဒီယုံကနေခေါ်တဲ့စာလေးရှိရပေါ့ဗျာเนาะဥမာဥပဒုပဒုပေါ့ဥမာကန့်ွက်ထားတာကျွန်တော်ထားပါတော့เนาะဥနိုင်မင်းပဲဆိုရင်အဲသူဥနိုင်မင်းပေါ့เนาะဒါယုံကိုလာရောက်ရင်ဆိုပြီးတော့သူစာလေးရေးမယ်ပေါ့ရေးပြီးတော့မှအဲ့ဟာကိုသူကပို့ပေးမှာပေါ့เนาะအဲ့လူရဲ့ ဟုတ်ပါတော့ဗျာကန်းကွက်ထားတဲ့သူကသူကန်းကွက်တင်လိုက်တဲ့ဆိုကြရသူရဲ့လိမ့်စာတွေအတိအကျပါတယ်ပေါ့ဗျာเนาะအဲ့လိမ့်စာကိုပို့ပေးမယ်ပို့ပေးလိုက်လို့အဲအဲ့လိမ့်စာရောက်သွားပြီဆိုတော့အဲ့လူနဲ့လည်းတိုက်ရိုက်တွေ့တယ်ဆိုရင်အဲ့လူကဒီစီမင်းကိုလာပြီးတော့ပေါ့เนาะသူဘာလို့ကန်းကွက်ရတယ်ဆိုတဲ့အကြောင်းကိုဒါခံဝင်ယူရယ်ပေါ့เนาะဥမာအဲသူအနေနဲ့သူပိုင်ဆိုင်တဲ့မြေခွဲကိုကန်းကွက်ရင်းနဲ့များဥမာပေါ့เนาะမာဝင်သွားတာလားဒါမှမဟုတ်ရင်လည်းသူအမှန်တကယ်ဟိုအမွေဆိုင်တွေများဖြစ်နေရလားเนาะအဲ့လိုမျိုးအကြောင်းအရာမျိုးမျိုးရှိနိုင်တယ်ပေါ့ဗျာ ပြောချင်တာတော့ကိုယ့်ပြည်ကွက်ကကိုယ့်ရဲ့ပိုင်ဆိုင်မှုသေးကြရဲ့ဒါနဲ့ပေါ့နော်ဒါတခြားတယောက်ကနေတမင်တကာပေါ့နော်ကန့်ကွက်ထားတဲ့ဆိုရင်တော့ဒါဘယ်ကြောက်စရာမလိုဘူးကိုယ့်အနေနဲ့ဒီတရားဝင်စာတင်တဲ့နေရာမှာဒါနံပါတ်1အရေးကြီးဆုံးပေါ့နော်ဒါတော့ကျွန်တော်လုပ်နေကြတာလေးကိုကျွန်တော် sharing လုပ်ပေးတာပါအရေးကြီးတာကတော့ဒါကိုယ်တင်လိုက်တဲ့စာပေါ်မှာမူတည်ရဲ့ပေါ့နော်ကိုကပြည်ပစုံလုံးရေးတင်ထားတယ်ဆိုရင်တော့ဒါပို့ပြီးတော့အဆင်ပြေတော့ပေါ့လीနော်အဲ့တော့ပြောချင်တာကိုယ်အနေနဲ့ဒီ server ဆက်တန်းပိုင်ဆိုင်မှု server ဆက်တန်းနေကိုယ့်လက်ထဲမှာပေါ့နော်လောဝယ်မှာရှိခဲ့ဆိုတဲ့အကြောင်း ကိုအနေနဲ့အမိကွဲမှာပေါ့နော်လက်ရှိလေးအောင်နေထိုင်ပိုင်ဆိုင်တယ်ဆိုတော့အကြောင်းပေါ့နော်အဲ့ဒါလေးတွေကိုကထည့်ရေးလိုက်လို့ရှိရင်တော့ဒါအစင်ပြေလို့ကျွန်တော်မျောလင့်ပါတယ်ပေါ့နော်အဲ့လိုလေးနဲ့ဒါကကျွန်တော်ကထားပါတော့တင်လိုက်ပြီးညီတိုင်းနေလဲလာပြီးအဲ့လူကိုလည်းခေါ်လိုက်တယ်အဲ့လူကလာတယ်ဆိုရင်သူ့အနေနဲ့ပေါ့နော်အချိုးကြီးကြတော့ခေါ်လိုက်တယ်ဒါပေမဲ့တော့မလာဘူးမလာတော့တစ်ချိန်ခေါ်တယ်မလာအောင်နှစ်ချိန်ခေါ်တယ်သုံးချိန်ခေါ်တယ်ပေါ့နော်နောက်ဆုံးသုံးချိန်ပြည့်တော့လို့မှမလာဘူးဆိုရင်သူ့ကို55ရက်တိတိပေါ့နော်စောင်းလိုက်တယ်စောင်းလိုက်လို့မှ မလာဘူးဆိုရင်တော့ဒါဟိုတင်လိုက်တဲ့စာပေါ့နော်ကိုတင်လိုက်တဲ့စာပေါ်မှာမူတည်ပြီးတော့မှသူက O1 ရေးတယ်လို့ခေါ်တယ်ပေါ့ဗျာရှင်းပြဝိုင်းဒီဟိုဘယ်နေပေးရမှာဥပဒေကိုခေါ်တယ်မလာမလာဘူးပေါ့နော်ဒုတိယကျင်းခေါ်တယ်မလာဘူးတတိယကျင်းခေါ်တယ်မလာဘူးပေါ့နော်အဲ့လိုနဲ့အလုံးဝမလာဘူးဆိုတော့ဒါသူကရှင်းပြဝိုင်းသူကန်းကွက်တယ်ဒါပေမဲ့သူအနေနဲ့ဒီမျိုးကွဲနဲ့မဆိုင်လို့သူမလာရတာပေါ့နော်အဲ့လိုလေးနဲ့မှဒါ45ရဲ့လဲ၃ကျင်းခေါ်မယ်ပြီး45ရဲ့စောင်းမယ်ပြေးသွားပြီဆိုတာနဲ့ မလာဘူးဆိုရင်ဒါကိုရေးတက်မယ်ရေးတက်ပြီးတော့မှစအစင်းစင်းရေးတက်မယ်ပေါ့ဗျာနောက်ကျွန်တော်တာဝန်ခံဆိုမှုကွဲမှုဒုထဏမှုဌာနမှုအစင်းစင်းပေါ့နော်နောက်ဆုံးဒီကော်မတီဝင်တွေထိရောက်အပြင်ပြန်ကြကြပြီးပြီဆိုတာနဲ့အိုက်စာမျိုးနဲ့ရောက်တာနဲ့ဒါကိုရဲ့ကံွက်လေးဖြီလို့ရပါပြီလို့နော်အဲ့ဒီကိစ္စများအဲ့လိုမဟုတ်ဘဲနဲ့ဒီလိုကလာတယ်ပေါ့နော်လာပြီးတော့မှဒါသူ့မှာလည်းအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့ဗျာသူ့မှာ service center ဘာရှိရညာရှိရပေါ့နော်အဲ့လိုရှိရဆိုရင်တော့ဒါယုံကနေပြောမယ်စကားတော့ရိုးရိုးလေးပါပဲနော်အမှသူတို့အနေနဲ့ဒါ အဲခေါ်လိုက်တယ်ခေါ်တဲ့အချိန်မှာအဲ့လူကသူပိုင်ဆိုင်နေပေါ့နော်သူအမွေဆိုင်နေပါညာပြောလာလို့ရှိရင်ယုံကနေပြောမှလည်းဒါရှင်းတယ်ပေါ့နော်ဟုတ်ပြီအဆင်ခင်ဗျားမရဲ့ပိုင်ဆိုင်မှုတွေနေပေါ့နော်ခင်ဗျားအနေနဲ့ဒီတစ်ဖက်လူကိုတရားဆွဲခြင်းဆွဲပါကျမတို့ကခင်ဗျားကိုရပောင်45ရက်ပေးမယ်ပေါ့နော်ကျွန်တော်တို့ကရပောင်45ရက်ပေးမယ်ပေါ့နော်ဒါလူကြီးကမိန်းကလေးလည်းဖြစ်နိုင်တယ်ယောက်ျားလေးလည်းဖြစ်နိုင်တယ်ပေါ့နော်စသဖြင့်အဲ့လိုပြောပြီးတော့မှဒီကန့်ွက်ထားတဲ့သူကသူသားတကယ် ဟိုပိုင်ဆိုင်တဲ့သူဆိုရင်တော့သူတရားစွဲဖို့လုံမှာပေါ့ဗျာအဲသူအနေနဲ့မပိုင်ဆိုင်ဘဲနဲ့ဒီတိုင်းအဲသူတပားဒုက္ခရောက်ပါသည်ဆိုပြီးကန့်ွက်ထားရင်တော့သူတရားစွဲလို့မရတော့ဘူးနော်ဘာလို့လဲဆိုတော့သူမှသူတရားစွဲလဲပစံကုန်မယ်အဲနောက်တစ်ခုကဒီသူအမှန်တကယ်ပိုင်ဆိုင်တာမဟုတ်ဘူးပေါ့နော်သူမှမိတူလေးတွေနဲ့ရှောက်ပြီးတော့ကန့်ွက်ထားတာပေါ့နော်အဲ့လိုလေးတွေအဖြေလို့ရပါပြီလို့နော်နောက်တစ်ခုကကျွန်တော်အနေနဲ့အကြံဉာဏ်ပေးချင်တာတော့ဗျာဟိုရုံးပိုင်းဆိုင်ရာအနေနဲ့ပေါ့နော်ကန့်ွက်တွေထည့်မယ်ဆိုရင်လည်းပေါ့ဟိုတကယ်တမ်း အကန့်ကွက်စာတင်တယ်ရောက်ပြီဆိုတာနဲ့မျိုးနဲ့ရောက်လို့ရှိရင်ဒီကန့်ကွက်တဲ့လူကပေါ့နော်ကန့်ကွက်တဲ့လူကိုကိုယ်အနေနဲ့ခင်ဗျားမာဒီဆာဗေးဆိုင်ရန်ဘာရှိလဲပေါ့မူရင်းနေရှိလားဆိုပြီးတော့ခေါ်ယူစစ်ဆေးတင်တယ်ပေါ့နော်စစ်ဆေးပြီးတော့မှဟုတ်တယ်ဒါအမှန်တကယ်သူပိုင်တဲ့မြေခွက်ကိုသူ့ဘာသာကန့်ကွက်တယ်ဆိုရင်တော့ကန့်ကွက်လေးကိုထည့်ပေးစေချင်တာပေါ့နော်အဲသူ့အနေထားဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကဟိုမိတုလေးနဲ့ဒါတင်လိုက်ရင်လည်းပဲကန့်ကွက်ကဝင်သွားတာရှိရပေါ့နော်အဲ့လိုအနေထားကြတော့နည်းနည်းလေးမမိုက်ဘူးပေါ့ဗျာနော်အဲတကယ်လို့များ တကယ်ကိုပေါ့နော်ဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုကပျောက်သွားတယ်ဘာညာဆိုရင်တော့တမျိုးပေါ့လေနော်အဲ့လိုပျောက်သွားတယ်ဆိုရင်တော့မှကျွန်တော်ကအပြောက်ကျန်းကျင်းနေလို့လို့ရတယ်ရက်ွက်ထောက်ခံစာယူလို့ရတယ်နော်ဒီဟိုပါပေါ့ဒီရက်စခန်းနေရက်ွက်တွေပြီးလို့ရှိရင်ကျန်းကျင်းနေပေါ့နော်အဲ့ဒီအမန်တကယ်ပျောက်ဆုံးကြောင်းနေပေါ့နော်အဲ့လိုတွေယူပြီးတော့မှ တင်ထားသင်းတယ်ကျွန်တော်အကြံဉာဏ်ပေးနေတာပေါ့ဗျာ